မဲနိုင်ပါတီကမဲနိုင်ပါတီဆိုတာမရှိဘူးဘယ်ပါတီမှမနိုင်ပါဘူးဗျအဲ့တော့မနေ့ကညကျွန်တော်သတင်းကြည့်လိုက်တယ် CNN သတင်းကြည့်လိုက်တော့အဲ့မှာအဲရွေးကောက်ပွဲလစ်လက်စောင့်ကြည့်ရေဌာနမှုဆိုလားမသိဘူး तू ကပြောတာဒီရွေးကောက်ပွဲဟာတဲ့နိုင်တဲ့ပါတီဥဆောင်ပြီးတော့အစိုးရဖွဲ့ပြီးတော့အစိုးရထရွေးချယ်တဲ့အခါမှာလူဟောင်းနဲ့လူသစ်နဲ့မျက်မျက်တတပါလာရင်တော့ရွေးတခုကောင်းကောင်းထွက်လာလိမ့်မယ်တဲ့ လူဟောင်းကြီးပဲပါလာလို့ရှိရင်အဆင်မပြေဘူးတဲ့အဲ့လိုပြောတယ်စီအန်အန်သတင်းမှာကျွန်တော်စဉ်းစားကြည့်တာဟာဟာဒီလူရုပ်ောက်ပွဲကိုစောင့်ကြည့်နေပြီးတော့နိုင်ငံရေးစကားတွေပြောပြီးတော့နိုင်ရပါတီဆိုတဲ့စကားကြီးပါလာတာဒီရုပ်ောက်ပွဲကအနိုင်ရပါတီဆိုတာမရှိပါဘူးဗျစနစ်က MNP စနစ်ပါနော် MNPR လို့ခေါ်တယ်နော် Miss Member Proportional Representative New Zealand စတဲ့စနစ်ပါ MNP စနစ်နှစ်ခုစနစ်နှစ်ခုပေါင်းတဲ့စနစ် 牛是两杀的，哎，你说那个，你们网速也快了吧？会把地嘛？那啥我也跟农业部门内网，喏，会把地嘛？那啥我也跟农业部门内网。哎，罗公路啊，超窄呗，多嘛吧？罗你们怎么罗讲？那啥我也跟农业事业单位的，哎罗，这车这个伊啊嘞，都这里边的嘛呢？这个伊啊，奈嘞没有都塞呗，都公路啊，超宽嘞塞呗，公路伊啊公路啊超宽嘞塞呗，那你们塞着嘛？公路啊，那啥啊的伊塞呗。 အနိုင်ရတဲ့ပါတီစနစ်မဟုတ်ဘူးအနိုင်ရသူအကုန်စနစ်လည်းမဟုတ်ပါဘူးခင်ဗျားတို့လေ့လာပါအဲ့လိုစကားကိုဖြည့်စက်လက်ကပြောရင်နားထောင်တဲ့သူတွေလည်းပဲပြည်သူတွေလည်းဇဝေဇဝါဖြစ်ကုန်လိမ့်မယ်နော် MNP ရစနစ်ပါနိုင်တဲ့ပါတီဆိုတာမရှိပါဘူး